အမြားနားလဲအောင်အလွယ်တကူပြောကြစို့ဆိုရင်တော့ပရိသတ်ရဲ့သစ္စာမတည်ရင်ဓမ္မမတည်ဘူးတဲ့သစ္စာမတည်ရင်သစ္စာတည်မှဓမ္မတည်တယ်နှလုံးသားမှာစင်္ထာဝရဓမ္မတွေတည်နေဖို့ရအဓိကအလိုအဆုံးသောအကြောင်းသည်ဘာလဲသစ္စာတည်ကြမှာဒီနေ့လောကကြီး ကဘာကြီးတစ်ခုလုံးကို ကြည့်လိုက်မယ်ဆိုရင်ပရိသတ်ရေတော်တော်များများဟာသစ္စာမဲ့လာတယ်နော်သစ္စာတရားထိမ့်သိမ့်မှုမရှိချာလူလောကကြီးတစ်ခုလုံးဟာတော်တော်များများ သစ္စာတရားတွေကင်းမဲ့လာသစ္စာကင်းမဲ့ကြသလိုပဲတဲ့သူတော်ကောင်းလက္ခဏာလည်းပဲပရိသတ်ရင်ယွင်းပြက်လာကြတယ် သူ ကျေစုတည်ခြင်းဆိုတဲ့ကတိညူတပြီးသည်အာလျောစွာသူကျေစုကိုဆတ်ခြင်းဆိုတဲ့ကတဝေတိထိုသူကျေစုတည်ခြင်းသူကျေစုဆတ်ခြင်းဆိုတဲ့သူတော်ကောင်းလက္ခဏာတရားပရိသတ်ရေတော်တော်ကြီးကိုပဲခေါင်းပါသွားပြီမို့လားကတိညူတကတဝေတိပုဂ္ဂိုလ်ကြီးတွေဟာလောကမှာရခဲ့တဲ့ဒုံလဘပုဂ္ဂိုလ်ကြီးတွေပါ ခဏိဘုန်းကြီးတို့ခေတ်ကကျေးဇူးများများရှိလေများများဆွတ်လေပဲမဟုတ်လားကျေးဇူးရှိမှကျေးဆွတ်တယ်ကျေးဇူးကမ်းတယ်ဒီလိုမဟုတ်လားသာသမီကလည်းမိဘတုပြီးတော့ရမ်းဖြစ်နော်တန်ဖိုးမရှိတဲ့ပစ္စည်းဝတ္ထုကိုအမိပြုပြီးတော့တန်ဖိုးကြီးမားကြတဲ့သာမီချင်းထားရမယ်မေတ္တာဤကိုမောင်နှမထားရှိရမယ်မေတ္တာ အချင်းချင်းစောင့်ရှောက်ကြရမယ်သစ္စာတရားတွေဟာပရိသတ်ကြီးမရှိကြတော့ဘူးတဲ့မေတ္တာသစ္စာတရားတွေခေါင်းပါလာရင် သူတော်ကောင်းလက္ခဏာယွင်းပြက်သွားတယ်ဘာလက္ခဏာယွင်းပြက်သူတော်ကောင်းလက္ခဏာတွေယွင်းပြက်သွားပြီဆိုရင်အဲ့ဒီလူသားတွေကိုစောင့်ကြပြီးတော့နေကြတယ် တမ္မာဒေဝနတ်တီဆိုတာရှိတယ်ပြိတ္တိုက်နော်လောကကြီးကိုစောင့်နေတဲ့လောကဘာလနတ်တီရှိတယ်ကိုစောင့်နတ်တီရှိတယ်ကိုမစောင့်တဲ့ကိုစောင့်နတ်တီကကိုကသူတော်ကောင်းလက္ခဏာပြည့်စုံပြီးတော့နေခဲ့ရင်ကိုမနတ်ကောင်းစောင့်မလားနတ်ဆိုးစောင့်မလားလို့မေးဘယ်လိုပြောနတ်ကောင်းစောင့်ရမယ်ပေါ့ ဘယ်နဲ့ဒီစောင့်တယ်လဲလို့ပြောကြဆိုဆိုတော့သမ္မာတေဝနတ်ကောင်းနတ်မြတ်တွေစောင့်တယ်နော်သူတော်ကောင်းလက္ခဏာယွင်းပြက်ပြီဆိုတော့နတ်ဆိုးတွေမိစ္ဆာနတ်တွေဝင်းလာတတ်တယ်မိစ္ဆာနတ်ကဘယ်နတ်တွေလဲလို့ဆိုတော့တကုတ်အဋ္ဌိပတ်ရှိကြတဲ့မိစ္ဆာကောင်းတွေတယ်ရဲတို့ဘလူတို့သဘတ်တို့ဆိုတာတွေပေါ့ဗျာ လယ်ရီဆိုတော်ကြီးကတရားကိုလူနီးတဲ့ဘလူကိုလူနဲ့တပတ်ကြတော့လူဖြူတဲ့ဟုတ်လားလယ်ရီဆိုတော်ကြီးရဲ့ကောသူရာဒီပိနီကျမ်းမှာရောကန္တရာဒီပိနီကျမ်းမှာအဲ့တော့အဲ့ဒီတရားတို့ဘလူတို့တပတ်တို့ဆိုတဲ့ပုံကိုယ်ကြီးကြည့်လိုက်တော့ပရိသတ်ကြီးမေတ္တာကရုဏာမရှိဘူးသူတို့နှလုံးသားတွေကကြမ်းထမ်းတယ်ရက်ဆက်တယ်ယုံပါ သူတို့ရဲ့ဘဝယက်ဒီဖို့အစာအတော့ကသူများအသွေးအသားကိုစားတော့တာသူများအသားကိုစားတာဘလူဘာစားတယ်လဲလို့မေးများသောအားဖြင့်ပရိသတ်ကြီးလူသားပဲမဟုတ်လားဘလူရဲ့အကြိုက်ဆုံးအစာသည်လူသားပဲကြံတဲ့အသားလည်းချမ်းသာမပေးဘူးစားတာပဲဒါတော့အဲ့ဒီမိစ္ဆာနတ်တွေဟာ လူလောကကြီးတဲကိုဝင်ရောက်ဖို့အခွင့်အရေးသာသွားပြီတဲ့ဘယ်သောများလူသားစားရပါမလဲလို့အစာကိုချောင်းနေကြတဲ့ဘလူတွေပြိဿကြီးအခွင့်ကောင်းသာသွားတယ်နော်လူသားတွေသူတော်ကောင်းလက္ခဏာယွင်ပြပြီးတော့လာခဲ့ပြီဆိုရင်အမြဲတမ်းလူသားစားဖို့ချောင်းမြောင်းနေကြတဲ့ဘလူတစ်ပတ်စားတော့မိစ္ဆာကောင်းနေတယ် နေရာရပြီတဲ့အခွင့်သာသွားတဲ့လူတွေကိုကျင်းပြည့်ရင်မိစ္ဆာကောင်းတွေရအစာဖြစ်မယ်နော်တိုင်းပြည်တပြည်မှာအုတ်ချုံမှုအကြီးအကဲကင်းနေတဲ့အုတ်ချုံရရန်တရားကြီးယွင်းပြတ်သွားပြီဆိုရင်တိုင်းပြည်အတွင်းမှာငုံလျိုးနေတဲ့ခေါသာသဘုံတကံဒီပြိဿကြီးထားကြွတောင်းချမ်းမလာဘူးလား အဲ့ဒီအခါကျတော့တိုင်းသူပြည်သားတွေစားကောင်းမစားရအိတ်ကောင်းမစားမအိတ်ရစိုးရင်စိတ်တွေပူပန်စိတ်တွေနဲ့အချိန်ကုန်ကြရတယ်အဲ့ဒီသဘောလိုပဲတဲ့သမ္မာတေဝနတ်ကောင်းနတ်မြတ်တို့အဆောင်ကျကင်းသွားရင်သဘုံသက္ကံနဲ့တူလာတဲ့ခောသားဓာမြတ်နဲ့တူလာတဲ့မိစ္ဆာနတ်တရားပြိသတ်ကြီးထားကြွတောင်းချမ်းလာကြလက်လူတွေသူတော်ကောင်းလက္ခဏာချုပ်ရင်းချင်းရဲ့အပြစ်တော့ ဒီတော့ဒီမိစ္ဆာကောင်းတွေကဘာလောက်ကြတယ်လဲဆိုတော့လူတွေယောဂအမျိုးမျိုးဖြစ်အောင်လုပ်ဘေးဥပအမျိုးမျိုးကြအောင်လုပ်ဒီတော့မှလူတွေသေသေတော့စားအစတော့ဒီလိုပဲနောက်ကြတော့လူတွေပုဝင်ကလူအသွေးစားလူအသွေးတော့လူသားစားပေါ့လေအဲ့ဒီလူကနေနောက်ဆုံးလူအသွင်နဲ့ပြိတ္တကြီးလူแท้ကိုရောက်လာကြတာ လူအသွင်နဲ့ရောက်လာပြီဆိုတော့လူနဲ့မတူဘူးဒီကောင်လေးကဘယ်လိုဖြစ်လာသလဲလို့ဆိုတော့သူတို့နှလုံးသားတွေဟာကြမ်းတယ်သူတို့အလုတ်တွေဟာရက်ဆက်အတ္တအဖြတ်အင်မတန်ကြွချင်းညတယ်လူသားကောမှစားတယ်လူသွဲကောမှတောက်မယ်လူလူချင်းပရိသတ်ရင်မတတ်ဘူးလား လူလူချင်းတတ်တာအဆိုးဆုံးပေါ့အဲ့ဒီလူလူချင်းတတ်နေတာတည်းဟာပရိသတ်ကြီးလူတွေမဟုတ်ဘူးလူဆိုရင်လူမတတ်ဘူးနော်ဘာတွေလဲဩပြောဣစာမကျကျလေးဘာတွေလဲလောကကြီးတစ်ခုလုံးကဘာကြီးတစ်ခုလုံးပရိသတ်ကြီးဘလူတွေများလာပြီနော် အသွင်ကတော့လူပဲတဲ့စိတ်ကပါစိတ်ပေါ့အများကြီးပဲအပြောအဆိုကြမ်းတယ်အနေအထိုင်ကြမ်းတယ်အစားအသောက်ကြတော့လဲကြမ်းထမ်းတယ်ဘာစားလဲသူများအသားမှာစားတာနော်ဒီတော့အသားစားတာဘယ်သူလဲတို့ပေတာအသားမစားဘူးလားအမလေးဘလူတွေအများကြီးပဲနော် အသားစားတဲ့တတ္တဝါတွေဟာ များသောအပြင်ဘဝကျန်းကလာကြတာများတယ်။ရက်ဆက်ကျန်းကျုပ်တဲ့ဘဝနဲ့နီးကပ်တယ်လို့ဒီလိုသတ်မှတ်ရတယ်နော်။ဒါတော့လူလောကရဲ့ကုသိုလ်ကံအကြောင်းထောက်ပံ့လို့လူရလို့လာဖြစ်ပြမယ်မဲ့သူ့ဘဝကိုအကဲခတ်ကြည့်လိုက် သူ့အနေထိုင်အပြောအဆိုအစအသောအမှုအရာကြည့်ရင်ပြိဿရဲ့ အတိတ်ရဲ့အရေးကလေးတွေဟာခံမှန်းလို့ရတယ်နော်ပြီးတော့ဘဝကျမ်းကလာကြတဲ့ပုဂ္ဂိုလ်တွေရဲ့စားတာတောက်တာကိုကြည့်ရင်ညာတော်အပြင်အစာကျန်းတယ်အသားအကြိုက်များတယ်ယာကကျူတယ်ဒေါသကျူတယ်ဣဒ္ဓမစ္စရိယမမနာတွေမော်ကြွားထောင်လွှားမှုတွေများတယ်တဲ့အဲ့ဒါဘဝကျမ်းကလာတာညာတော်အပြင်ဘလူဘဝကနိကတ်ကြတာ အသာစားဆိုတာလည်းပဲစားစားရှိရင်စားချင်တာပဲမဟုတ်လားဘုန်းကြီးတို့ပရိသတ်ခွေးသားစားလားစားပါဘူးခင်ဗျာဘာလို့မစားခွေးပါစားမစင်စားတာခွေးမစင်စားတာသီးတော့ယွန်ပွဲဖြစ်လို့မစားဘူးအဲ့ဒါစားစားမရှိလို့စားစားရှိတဲ့လူကြတော့စိတ်ကြုံသားစားရင်ငှက်ဖြားတော့ပျောက်တယ်တူကစားတာကို စားတော့စားတဲ့လူ အဖို့ရှာတာစုတာနော်ဒီတော့ဘုန်းကြီးတို့တရားဓမ္မတွေမေတ္တာကမ္မထံကိုစည်းပြန်းတဲ့မေတ္တာဝါဒသမဟာ အသားစားရှောင်ဝသုတ်တနာဒူရင်ဆောက်တည်နေတဲ့ဒူရင်ဆောင်ပုဂ္ဂိုလ်ဟာအသားစားရှောင်ဝတယ်မွေသားကိုစားရင်ဘယ်သူအပ်သည့် မွေရတိတယ်လို့ကြားဘူးလားဘုန်းကြီးတို့ငယ်ငယ်တုန်းကလူကြီးတွေပြောတာနော်အသားကြိုက်တဲ့တတ္တဝါတွေဟာအသားစားလာတာကိုပရိသတ်ရင်သိတယ်ဒီအခါဒီသုတ်သနာဒူရင် ဆောက်တည်တဲ့ပုဂ္ဂိုလ်အတွက်အန္တရာယ်အင်မတန်ကြီးတယ်တဲ့ပရိသတ်ရင်မိစ္ဆာကောင်းတွေကအန္တရာယ်ပြုဖို့အခွင့်သာတယ်နော် ဒါကြောင့်သုတ်တန်တို့ရင်ဆောက်ကြည့်တဲ့ပုဂ္ဂိုလ်ရဲ့အင်္ကာထဲမှာအရေးကြီးဆုံးအချက်ဟာပရိသတ်ကြီးဘာမစားရဘူးလဲမေတ္တာကမ္မဋ္ဌာန်းစီးပြန်မေတ္တာဝါဒီပုဂ္ဂိုလ်ဟာလည်းအသာစားရှောင်ရတယ်ဒုပိသလည်းမေတ္တာကမ္မဋ္ဌာန်းသမားတွေပဲမဟုတ်လားအခုကိုထဲတို့မကျူတို့ဝေးနေတဲ့စာအုပ်လေးတွေလက်ထက်ရောက်မှာပါဖတ်ကြည့်ပြီးပြီလားပါတယ်လေမေတ္တာဖို့တွေပဲနော် အရှိအယနိုင်နေရန်ကုန်သောလူနာပြမသတ္တဝါတို့သည်ဘေးရန်ကင်းကွာကြမ်းမာချမ်းသာကြပါစေ။ဘာလို့ထား။ဒကမာကြီးကမေတ္တာတွေပို့လို့ရှေ့ရတောင်ရအနောက်ရမြောက်ရထက်အောင်မေတ္တာပို့ရင် တန်လန်းကနေလှမ်းပြီးဩရဟဲ့သမီး။ဟိုမှာကျက်သားဆံမျိုးအိုတည်ထားတယ်နော်အဲ့ဒါကျက်သားနူးနတ်နေအောင်ပြုတ်ခဲ့။ကောင်းသေးလား။ ပို့တော်မေတ္တာကြက်သားဆံပြုတ်နုနပ်နေအောင်ပြုတ်ဒီတော့ဒီမေတ္တာစွန့်သေးလားကရဏီယမထကုသလေနာယန္တသန္တံပရံအဘိသမိသံသကောဥဇုဇသူဟုစုဇသဝေဇောဇသံမုရဏတိမာနိဘောက်တာမေတ္တာသုတ်ရွတ်ထားမို့လားတက္ကကြီးရတက္ကကြီးရဲ့ဝတ်သားချက်ကတဲကောင်းတာပဲ ပရိသတ်ယဒီမေတ္တာစွမ်းသေးလားမှန်ပါဘုရားမလေးမိစ္ဆာကောင်တွေကတော့ပြုံးမယ်နော်တကလည်းစာဘုန်းကြီးလည်းစာအသံကမေတ္တာသံစာရာကအသာဘယ်ကလာဒီမေတ္တာစွမ်းရော့မလဲတတိထားရမယ်ချက်ကလေးနော်ဒါကြောင့်သူအသားစမ်းစာရှိရင်ပရိသတ်ကြီးဗါတယ်လေ ခွေသာခွေမစင်စားလို့ယွံပွဲဖြစ်လို့မစားကြဘူးဝတ်သားကောဝတ်ပါစားလဲဘာလို့ဝတ်သားစားပရိသတ်ရေသတိထားနော်စားစားရှိလင်စားခြင်းခြင်းစားလင်မဆုံးရှိတော့သည်ဝတ်သားကြတော့စားတယ်စားစားရှိတယ်အမဲသားလဲဟောတချို့ကြတော့ နွားရီယာကျေးဇူးရှင်နဲ့မစားရဘူးဒါကြောင့်သားတို့သမီးတို့အမဲရှောင်းပါမန္တရှောင်းပါလူကြီးတွေမပြောဘူးလားပြောပါဘူးအောက်ပြည်ကတော်တော်များများပြိတ္တရဲ့အမဲရှောင်းတယ်နော်ကိုတိတို့အညာကတော်တော်များများအမဲသားစားတယ်ဒီတော့ဘုန်းကြီးတို့ဆုံးဝိုင်းတဲ့ခုမှဘုန်းကြီးတွေစုံကြတော့အဲ့ဒီမှာအမဲနဲ့ပါတာကိုဗျာဘုန်းကြီးတစ်ပါးကသူ့တန်ငယ်ချင်းဘုန်းကြီးတစ်ပါးပဲတို့ပေးတယ်အမဲဟင်းကို ဒီတော့ဟိုကိုတော်ကပြန်တိုးတယ်ကိုတော်မစားဘူးလားမစားဘူးတဲ့ရှောင်ထားတယ်ဒီတော့စားတဲ့ဘုန်းကြီးကဘာပြောလဲဆိုကိုတော်အဲ့ဒါမိုက်တာပေါ့ဘာဖြစ်လို့ယေရှုရှင်သေပြီးတိုင်အောင်ချီးမြှောက်ရမယ် तू ကစားတာဟုတ်ဗျသေပြီးတဲ့နောက်ထောင်ချီးမြှောက်ရဦးမယ်เนาะဒီတော့ तू အသားကိုစားရင်ပရိသတ်ကြီးကိုအသားလည်း သူစားလိုက်မယ်နော်စားမဲ့လူတွေကချောင်းနေပြီမဟုတ်လားဒါဖြင့်ဆိုလိုက်စမ်းမှာသူအသာကိုကစားကိုအသာသူကစားသူစားကိုစားဤနပါကိုကလည်းတော့မီအေးသူအသာနာနာစားတာနော် ဘလူတွေသဘတ်တွေတရေတွေက မသိဘူးလားမသိပါဘူးကိုအသားလည်းသူစားလိုက်မယ်ဒါတော့ဘုန်းကြီးတို့မြန်မာနိုင်ငံမှာနေ့စဉ်နေ့စဉ်သားကောင်းတွေတတ်နေတာပြိဿိုက်စိတ်မန်းကလူတွေသာသနာပန်ကလူတွေကြားမှာပါမလေးတချီတချီဒီဘက်ကတော့ဖြတ်ဖြတ်သွားနေသေးတယ်เนาะတိုင်းပြည်လုံးကြီးလိုက်ရင်တနေ့ကိုနွားအ ਨੇ ဆုံး1000လောက်တော့သေလိမ့်မယ်ထင်တယ် တရက်တစ်ထောင်လုံးနဲ့ဆိုရင်တလဆိုတော့3တောတနည်းဆိုတော့3သိ6တောဆယ်နှစ်ဆိုတော့မဲခဏတွက်ဆက်ချပေးအောင်မထင်ပိသက်ကြီးကွန်ပျူတာခေ3သန်းနဲ့6သိသိလိုက်တဲ့တတ္တဝါတွေနော် စားတဲ့လူတွေရှိတော့တတ်တဲ့လူကလည်းအရင်အနည်းတွေတိုးပြီးတော့ပရိသတ်ကြီးပိုသတ်တာပဲမဟုတ်လားဒီတော့စားတဲ့လူတွေမှာပရိသတ်ကြီးတတိထားရမယ်ချက်ကလေးဟာအရာခတ်သိမ်းတိုင်းကိုကြည်ချရှုချတဲ့နေရာမှာရိုးရိုးအမေပေးလိုက်တဲ့ဒီပတာရမျက်လုံးလေးနဲ့တင်ကြည့်ုံမပေးပါဘူးတဲ့ညံမျက်လုံးလေးထဲပါပဲမျက်လုံး ဘယ်ညာလဲလို့မေးတော့စူးစူးဆိုင်ဆိုင်ကြည်တတ်မြင်တတ်တဲ့ညာအဲ့ဒီညာဟာဘာညာလဲလို့မေးတော့ပရိသတ်ရေကံပီရညာမှာဘယ်ညာလဲကံပီရညာပေါ်လာရင်ပရိသတ်ရေသံဝေကညာဖြစ်မယ်ကံပီရညာပေါ်ရင်ရှေးလူကြီးတွေရှေးစတော်တွေပြောကြ လူတွေမြုပ်တဲ့သင်္ချိုင်းကိုလူတွေကသင်္ချိုင်းပြောနေတာသင်္ချိုင်းအစစ်ကဘာတဲ့လဲလူပဇတ်မဟုတ်လားဝတ်သားလဲထဲလိုက်တာပဲအမဲသားလဲကျက်သားလဲပရိကျော်လဲဟုတ်လားအကုံစားပဲပရိသတ်ရလာသမျှအလောင်းကောင်းနေအကုံမြုပ်တာအဲ့တော့အတိတ်ရဲ့အရင်နမိတ်တွေဟာပရိသတ်ရအချိန်ပါပြီးတော့ တပသူရဲအသာကိုကိုစာလာတော့ဩငါအသားလည်းပဲသူလို့ဆိုဘယ်နဲ့နေမလဲဒီအသားဆိုတာအတုပအပုတ်ကောင်းပဲလို့ပရိသတ်ရမမြင်တော့ဘူးနော်အသာငန်းငန်းနဲ့မစားဘူးလားလူတွေရဲ့နှလုံးသားတွေဟာရက်စက်လာတယ်ကြမ်းကြုတ်လာတယ်မေတ္တာကရုဏာတွေကင်းပြီးတော့လာတယ် သူကျေစုတည်ခြင်းဆိုတဲ့သူတော်ကောင်းလက္ခဏာတွေယွင်ပြက်ပြီးတော့လာကြပြီเอกัมภีระญาณตาปอลาแก่มั้ยโซยันตังเวกะธรรมะไม่ผิดปูล่ะอะยายาไดงูไม่ทิ้งทิ้งปูล่ะเอริตังเวกะธรรมะปอลาบีโซยันปริตัยิติสสาแลทิ้งตัวเด้เนาะติสสาตีจะบีโซรธรรมะแล တိပိတဲ့ယသခြင်းပုဂ္ဂိုလ်ဟာသစ္စာသစ္စာတရားသည်နတ္တိမရှိဘူးနတ္တိသစ္စာသစ္စာမတိကြဘူးတတံထောသစ္စာမရှိသစ္စာမတိတဲ့ပုဂ္ဂိုလ်အားဓမ္မောဓမ္မဆိုသော တရားသည်ကုတောအထေအဘယ်မှလည်းတိရှိနိုင်ပါတော့အန္တတိ เอကိုယ်ဟာလက်စာသူများကိုလည်းစအောင်တိုက်တွန်းနော်အသာထလိုတယ်အသာများများစားပါသူကဘာစားအသာစားတိုက်တွန်းရင်တိုက်တွန်းရင်နဲ့ကလေးတွေလည်းအသာကျွေးရင်နဲ့ပရိသတ်အတိတ်ရဲ့အချိန်တွေပါပြီးတော့အသာမပါဒီကလေးတွေလည်းမစားဘူးအဲ့ဒီကနေအသာစားလေးတွေဖြစ်လာတာပဲမဟုတ်လား ဤတော့အသံစားတဲ့နေရာမှာဘုန်းကြီးတို့ခေါဏပြောခဲ့ပြီဘုသူစဘလူတပတ်သစီတရမိษาကောင်းနေမုံလားဤတော့မိษาကောင်းနေစားတဲ့ကရုဏာမေတ္တာကင်းတဲ့ရက်ဆက်ကြမ်းကြုတ်သူတို့သွေးစွန်းသောလက်ရှိသူတို့ပြုလုပ်ပြီးတော့နေတဲ့ဒီလုပ်ငန်းမျိုးကိုဘုန်းကြီးတို့ပြိတ္တိုက်မိမိတို့အနေနဲ့လုပ်တဲ့မလုပ်တဲ့ပြုတဲ့မပြုတဲ့စဉ်းစားဖို့ချိန်တန်ပြီနော် အတိတ်ကကြံလာတာတွေကိုဒီဘဝမှာအစတမယနာနိုင်ကြရဲ့သွားရမယ်လမ်းသည်တဲ့နူးညံ့သောလမ်းမဖြစ်နိုင်ဘူးကြံထံသောလမ်းဖြစ်လိမ့်မယ်နော်ကြံထံသောလမ်းဆိုတော့ဘယ်လမ်းလဲလို့မေးရင်လာလမ်းပြန်မှာပြိဿယဘလူလောကမှာဘလူတွေအများကြီးတဲ့ကြိလိုက်လို့ရှိရင်လူတယောက်ကိုဘလူ၃ယောက်နှုံးလောက်ရှိလိမ့်မယ်ထင်တယ် ဒီတော့အဲ့ဒီဘလူတွေဟာပရိသတ်ကြီးမစားရလို့ဗဇတ်ပြင်ပြီးတော့အငတ်ဘေးဆိုင်နေတာဣသီယိုးပီးယားတို့နေမှာပေါ့နော်စားခွင့်သာကြုံလိုက်လို့ကတော့အတင်းဟတ်တော့မှာပဲအဲ့ဒါသရိသထာဒါကြောင့်အသားစားလာရင်သူ့အသားကိုစားရင်ကိုအသားလည်းသူစားမယ်တဲ့ဒီတော့အသားစားတဲ့ပုဂ္ဂိုလ်တွေဟာ ရက်စက်ကြံ့ကြုတ်တဲ့သူတွေနော်ဒီနေ့ဘုန်းကြီးတို့မြန်မာနိုင်ငံမှာဗုဒ္ဓအဆုံးအမတွေကိန်းနေတာပဲမဟုတ်လားဗုဒ္ဓကတော့အသားမစားရဘူးလို့အထူးမပညာဘူးပရိသတ်ကြီးပညာလုံလည်းမဖြစ်ဘူးဘာကြောင့်လဲဆိုတော့အသားစားနေတဲ့နိုင်ငံတွေကိုဗျာနော်ဘုန်းကြီးဆိုတာတရားရကမမိတီနေရတော့ဒိဋ္ဌာသုတပရိသင်္ကိတမြင်ခြင်းကြားခြင်းယုံမှန်တရားဖြစ်ခြင်း ဒီကောဒီပရိသုဒ္ဓအဲ့ဒီအစွန်းသုံးပါလွတ်ရင်တော့ပရိသတ်ရေစားဖို့စားဆိုပေမဲ့အသားကြီး10မျိုးတော့မစားရဘူးနော်မစားရင်အကောင်းဆုံးပေါ့ဘာဖြစ်လို့လဲဆိုတော့အသားစားရင်ယောဂများတယ်အန္တရာယ်များတယ်နှလုံးသားကြမ်းထမ်းတယ်ဘုန်းကြီးတို့မင်းကွန်းစတော်ကြီးတခါတခါတရားဟောရင်၄ငနာကြီးလောက်ပေါက်ချင်ပေါက်တာ ဒီလိုတရားတွေရှိပြီပလင်ကဆင်းလာပြီဆိုစတော်ကြီးညောင်းมาပဲအထင်းနဲ့လူတွေကရှင်မယားတပည့်တော်တို့ဝတ်ပြုခွင့်ပေးပါဝတ်ပြုပေးရစီဒီတော့စတော်ကြီးကလက်ကလေးကာပြီးတော့ဗာပြောမှာတကားကြီးများတဲ့တိခံတိခံဘုန်းကြီးတို့ကအသားမစားတော့မညောင်းတတ်ပါဘူးတဲ့မင်းကွန်တိပိကာရစတော်ကြီးအမိတ်နော်အသားစားရင်ဗာများ ယောဂါများတယ်အညောင်းများတယ်ဒုပိသမညောင်းဘူးလားညောင်းပါတယ်ဗျာဘာလို့ညောင်းတာလဲဆရာကြီးကအသာစားတာမို့သူကပဲစားတာနော်ဘုန်းကြီးတို့ကအသာမစားလို့မညောင်းတတ်ဘူးတဲ့အသာစားရင်အညောင်းများသဘောဧအသာအစာများလာရင်ယောဂထူပြောတဲ့အန္တရယ်များပြီးတော့လာတယ်ရန်သူကိုဖိတ်ခေါ်တယ်လို့ဖြစ်တယ် ဘေးရန်သူတွေဖိတ်ခေါ်လဲမိစ္ဆာကောင်းတွေဖိတ်ခေါ်တာနော်အခုတော့စားလိုက်ကြတာပရိသတ်ကြီးတောင်းပုံရပုံမဲမဟုတ်လား